မင်္ဂလာပါဒုတိယ official channel ရဲ့နေပြည်တော်ကိုဆောင်ရွက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကသရှင်မတီးကေမှာကာဘိုသုံးမြူနီလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကာဘိုသုံးမြူနီလေးကိုပြောမယ်ဆိုတော့ကျွန်တော်တို့ music မှာ key စနကီရှိရဲဆိုတော့မိတ်ဆွေတို့အနေနဲ့သိထားဖို့လိုပါတယ်အဲ့ဒီ key စနကီရဲ့နာမည်တွေကတော့ C C sharp D D sharp E F F sharp G G sharp A A sharp B လိုပဲဖြစ်ပါတယ်ဒီ key လေးတွေကိုဆင်လိုက်သိထားမှသာလျှင်ကျွန်တော်တို့ကကာဘိုဘယ်နှခွက်ဂီတာရဲ့ ဂီတာဖရက်တန်ရဲ့ဘယ်နှကွက်မှာညှက်ရမယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဒီမဲ့သင်းလေးပေါ့နော်။ရေဟန်ရဲ့အချစ်ဆန်းအားဆိုတဲ့သင်းလေး။ဒီသင်းရရေဟန်ကသူကမူရင်း eagerness ဆိုတာရယ်ပေါ့နော်။ eagerness ဆိုတာကိုကျွန်တော်တို့က scene ပဲတီးတတ်တယ်။ scene ပဲတီးရင်လည်းဆိုရင်ဘယ်လိုတီးမလဲပေါ့နော်။ scene နဲ့ e နဲ့အကွာဝေးလို့ကြည့်လိုက်ရအောင်။ c ပြီးရင် c sharp d d sharp e ဆိုတော့၄ခုကွာတယ်နော်။၄ခုကွာတယ်ဆိုတော့ကျွန်တော်တို့ ဂီတာခွဲရဲ့၄ခွဲမြောက်မှာကာဘိုညံ့မှာဖြစ်ပါတယ်1 2 3 4ဟုတ်ပြီ၄ခွဲမြောက်မှာကျွန်တော်တို့ကကာဘိုညံ့ပြီးတော့ COD မှာပေါ့နော်ဒါဆိုလို့ရှင်အီးတန်နဲ့အတူတူပဲပေါ့နော်ဒီတန်လေးဥမှတ်ထားပါဒိုဟုတ်ပြီကာဘိုမပါဘဲနဲ့ EOD ကြီးမယ်ဒိုအတန်အတူတူပဲနော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က E key ကို C key နဲ့ပဲတီးခြင်းနေဆိုရင် လေးခွက်မြောက်မှာညက်ပြီးတီးလိုက်တာဖြစ်ပါတယ်။ဟုတ်ပြီဆိုတော့ဂရီဟန်ကဤနဲ့ဒီထားတယ်ဤနဲ့ဒီထားတာကကျွန်တော်တို့ကဤနဲ့လည်းမတီးတတ်ဘူးခုနကဒီတဲ့စီကီးနဲ့လည်းမတီးတတ်ဘူးဂျီကီးတစ်ခုနဲ့ပဲတီးတတ်တယ်ထားပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂျီကီးနဲ့ဒီမဲ့ဂျီနဲ့ဤနဲ့ကြာအကွာဝေးလေးကိုတီးဖို့လိုပါတယ်ဆိုတော့ဂျီပြီးလို့ရှိရင်ဂျီရှက် A A ရှက် B C C ရှက် D D ရှက် E ဆိုတော့ကိုယ်ကွက်ွားတယ်ဗောနော်ကိုယ်ကွက်ွားတယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ပြီးရောရည်လိုက်အောင်နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50ဟုတ်ပြီကိုကိုွက်မြောက်မှာကျွန်တော်တို့ကာဗိုလေးကိုညက်လိုက်မယ်เนาะကာဗိုညက်ပြီးတော့ကျွန်တော်က G key လေးကိုတီးကြည့်ပါမယ်ဒိုဟုတ်ပြီဒီက G key နဲ့ E my တီးကြည့်မယ်နော် E တန်တဲ့တူတူပဲနော်ကျွန်တော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ်ဒီနေ့မှာတော့တခြင်းလေးက E key နဲ့ဒီထားတယ်ဒါပေမဲ့ကျွန်တော်တို့က C key နဲ့ပဲဒီမှာဖြစ်တဲ့အတွက် guitar ရဲ့၄ခွဲ့မြောက်မှာပဲညှက်လိုက်မယ်နော်ကျွန်တော်၄ခွဲ့မြောက်မှာညှက်လိုက်ပါပြီဒီတခြင်းလေးရဲ့ intro လေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီတခြင်းလေးရဲ့ intro က have a တွေလည်းပါတယ် ဖူပါလဲပါတယ်ပြီးလို့ရှိရင်2.4ဆိုပြီးတော့တပားပါတယ်တွေ့နေမယ်ဒီမိုင်းနာလေးကို2.4နဲ့ရေးထားတာတွေ့နေမယ်เนาะဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့4.4တိုင်းဖြစ်တယ်4.4တိုင်းအောင်မှာတပားကို၄ချက်ရှိရပါတော့เนาะ1 2 3 4၄ချက်ရှိအောင်မှာဒီဒီမိုင်းနာပါတယ်ပါလေးကတော့သူကတော့နှစ်ချက်ပဲတီးရမှာပေါ့เนาะ1 2ပဲရှိမယ်ပြီးလို့ရှိရင်ကြော်လိုက်မယ်နောက်ထပ်တပား G ကိုရောက်သွားမယ်ပေါ့เนาะအဲ့လိုလေးဖြစ်ပါတယ်ဆိုတော့ဒီချင်းကိုကျွန်တော်တို့က slow go go နဲ့ဒီမှာဖြစ်ပါတယ် slow go go နဲ့တီးတဲ့ခါကျတော့ C နဲ့ G နဲ့ဟပ်ပါဆိုလို့ရှိရင် 1ဆိုပြီးတော့ CO ခြံပြီးတော့1ဆိုပြီးတော့အပေါ်ကျိုးတွေကိုဒီမယ်ပြီးလို့ရှိရင်2ဆိုပြီးတော့6ကျိုးလုံးကိုဒီမယ်ပြီးလို့ရှိရင် GO ခြံပြီးတော့3မှာကြတော့ 3EN နေပေါ့နော်ချာပင်ချာပင်ပေါ့ပြီးရင်4ဆိုပြီးတော့ချပြန်ဒီမယ်ဒါလေးပုံမှန်ဒီမယ်ဆိုလို့ရှိရင်1 2 3 4 1 2 3 and 4ဟုတ်ပြီအဲ့လိုဒီမှာဖြစ်ပါတယ်ခုနကငါပြောတဲ့ဒီမိုင်းနာကိုကြတော့ကျွန်တော်တို့ကနှစ်ချက်ပဲဒီမယ်1 ဆိုတော့1ဆိုရင်ကရာကျိုးပေါ်ကျိုးတွေဒီမယ်1ပြီးရင်2ဆိုရင်6ကျိုးလုံးဒီမယ်2အဲ့လိုတောင်းမှာဖြစ်ပါတယ်ပြီးရင်ဒီထဲမှာကျွန်တော်တို့လုံးဝမတည်ရသေးတဲ့ core တစ်ခုရှိရပါတော့သူကတော့ C set 4ဖြစ်ပါတယ် C set 4ကတော့ C နဲ့တူတယ်လို့လုံးနဲ့မတူဘူးပေါ့နော်သူကတိကွက်ကိုတကျိုးရောနှစ်ကျိုးရောကိုကျွန်တော်တို့လက်ညိုးလေးနဲ့ထောက်မှာပေါ့နော်လက်ကျိုးလေးနဲ့နှစ်ကျိုးလုံးကိုဖြီးမယ်ပြီးလို့ရှိရင်၃ကွက်က၅ကျိုးကိုလက်တကြွယ်နဲ့ဖြီးမယ်၃ကွက်က၄ကျိုးကိုကြတော့ လက်တန်းနဲ့ဖြစ်မယ်ပေါ့နော်ဒါကို C7 လို့ခေါ်ပါတယ် F နဲ့တူတယ်ပေါ့နော် F နဲ့ဘယ်နေရာပဲကွဲလဲဆိုတော့ F ကလက်ကလေးလေးပါတယ်နော် F ကနှိကွဲ3ကြိုးလက်ကလေးလေးထောက်တယ် C7 ကနှိကွဲ3ကြိုးလက်ကလေးမထောက်ဘူးနော်ဒါလေးပဲကွဲပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့သဘောပေါက်ပြီလို့ထင်ပါတယ်ဒီသရှင် Any Bike ကိုတော့ကျွန်တော်တို့ Farmer Dairy နဲ့ပဲတီးတော့မယ်ပေါ့နော်တစ်ချက်စီပဲပေါ့နော်1 2 3 4 1 မာတိုင်းနဲ့ပြီးသွားမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင် decision လေးကိုကျွန်တော်နဲ့အတူတူအစအနေဆုံးထိလိုက်ပြီးလိုက်ကြမယ်နော်။ ယ်သချင်းလေးကတော့ပြီးတော့ပါပြီဒါပေမဲ့ကျွန်တော်ပြောခဲ့ဖို့ကြံခဲ့တာလေးတစ်ခုက music ပိုင်းမှာပေါ့နော် music ပိုင်းမှာနှစ်ပါးရှိတယ်သူက C ရဲ့ app ရဲ့ G ရဲ့ဆိုပြီးတော့တစ်ပါးကို၃ခုတစ်ပါးကို၃ခုပါတယ်နှစ်ပါးရှိတယ်ပေါ့နော် तू ကဘယ်လိုတီးရမလဲဆိုတော့အရင်ဗီဒီယိုတစ်ခုမှာတော့ကျွန်တော်ပြောခဲ့ပါတယ် तू က C ကိုနှစ်ချက်တီးမယ်ပြီးရင် app နဲ့ G နဲ့ကိုတစ်ချက်စီတီးမယ်ပေါ့နော် C 1 2 3အဲ့လိုဒီမှာပေါ့နော်နှစ်ပါးစလုံးအဲ့လိုပဲဒီမှာ1 2 3 4 ကဲအဲ့လိုလေးဒီသွားမှာဖြစ်ပါတယ်။ဒီချင်းလေးကတော့ဒီလောက်ပါပဲခင်ဗျာ။နားမလည်တာရှိလို့ရှိရင် comment မှာမေးလို့ရပါတယ်။နောက်ဗီဒီယိုကြရင်လည်းကျွန်တော်ဒီချင်းလေးတစ်ပုံနဲ့ပြန်လာကြပါမယ်။ Thank you ပါခင်ဗျာ။